flow state နဲ့ hyper focus ကတူတူအောင်ရှိပေမဲ့ခြားနာချက်တွေအများကြီးရှိပါတယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်လို့တစ်ခုလောက်တဲ့အခါဒီဆံဝင်ပြီးတော့လောက်တာနဲ့ပတ်သက်ပြီးပြောကြတာရှိတယ်။ကျွန်တော်အင်္ဂလိပ်လိုတော့ဒီ flow state ပေါ့နော်။အမတစ်ခုလောက်တယ်အလုပ်ထဲမှာဆံဝင်သေးလို့အနောက်မှာအေးစေးစေးမှလုံမယ်။တခါကျန်လဲကျွန်တော်တို့ကအလုပ်ထဲမှာဆံဝင်နေလို့မနောက်မှာထမင်းစားမယ်။စသဖြင့်ကျွန်တော်လှမ်းပြောလိုက်တာ။စသဖြင့်ကျွန်တော်တို့ကဒီအလုပ်တစ်ခုမှာဒီထဲထဲဝင်စိတ်အာယုံစုဆိုင်နှစ် တကယ်ကျွန်တော်တို့ကဒီ light bar စီမျောပြီးတော့လှုပ်တာကိုကျွန်တော် flow state လို့ခေါ်တယ်ပေါ့နော်ဥပမာတစ်ခုလှုပ်တယ်ဆိုရင်ကျွန်တော်တို့ဒီထက်မှပဲဒီဆံဝင်စီမျောပြီးတော့ထမင်းမင်းဟင်းမင်းဖြစ်နေတာပြီပေါ့နော်ဒါကိုကျွန်တော်တို့ flow state လို့ခေါ်တယ် flow state ထဲမှာရောက်ပြီးတော့ flow state နဲ့ကျွန်တော်တို့ကအလုံးလုံးနေတယ်ဆိုလို့ရှင်အကျွန်တော်တို့ detail funding မှုတွေပိုကောင်းတယ် iron suicide မှုတွေပိုကောင်းတယ်နောက်အလုပ်တွေပိုပြီးတယ်ပေါ့လေစသဖြင့်ကျွန်တော်တို့ကောင်းကျိုးတွေအများကြီးတယ်ဟိုမှာပကြီးဆရာတယောက်ကဆိုပါတော့သူပကြီးကားတစ်ချက်ဆွဲနေတယ်ဆိုရင် तू ကဒီ flow state တဲ့ရောက်နေတယ်ဆိုတော့ဒီတက်မှာပဲ तू iron suicide ပြီးတော့အဲသူ့အလုပ်ကိုပဲ तू iron suicide ပြီးတော့လုံနေတယ်တခြားကိစ္စတွေခေါင်းထဲမရှိဘူးကျွန်တော်တို့ဘာထမစားချင်းတော့သူမိတ်နေတာမျိုးပေါ့နော်သူဆက်ပြီးတော့လှုပ်နေတယ်အဲဒီတန်းမှာသူဒီအချိန်ကြာကြီးပင်မမန်လှုပ်နေရပဲပြင်သူစိတ်ထဲမှာပင်မန်နဲ့လို့မခံစားဘူးပေါ့နော်ဒါတရားဟောပဲသူအာရုံစူးစမ်းပြီးတော့ဒီတန်းမှာစိတ်မျောပြီးတော့သူလှုပ်နေတယ်မှတချို့အားသမားတွေဆိုလည်းရှိတယ်အဲကျွန်တော်တို့ဘောလုံးကန်တယ်နောက်ဆုံးကျွန်တော်မိနစ်60လောက်ထိကန်တယ် တကယ် energy အပြည့်နဲ့သုံးပြီးတော့တို့ကစားရတယ်ပေါ့နော်တချို့ဆိုရင်ကျွန်တော်မိနစ်90ကျော်အထိကျွန်တော်တို့ကစားရတယ် energy အပြည့်နဲ့မမောနိုင်မှာပန်းနိုင်ပေါ့နော်ဘာလို့လဲဆိုတော့သူ့စိတ်ထဲမှာဒီပွဲထဲမှာပဲအာရုံရှိတယ်ဒီ flow state ထဲမှာရောက်နေတဲ့သူကဘလောက်ထိသူ energy သုံးထားသုံးထားပေါ့နော်မပင်မပန်းမနဲ့သူဒီဒီထဲမှာအာရုံစိမြော့ပြီးတော့ဆက်ကစားနေနိုင်တာမျိုးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကအလုပ်တစ်ခုလုပ်တဲ့အခါ ဒီ flow state ထဲမှာရောက်ပြီးလုံနိုင်လေကျွန်တော်တို့ပို့ပြီးတော့အကျိုးဖြစ်ထုံးလေးပေါ့နော်ဆိုတော့ကိုယ့်လုံမှာ flow state နဲ့လုံလုံနိုင်ဒါကောင်းကျိုးတွေအများကြီးတယ်တစ်ဖက်မှာကျွန်တော်တို့ hyper focus ပေါ့လေ hyper focus ကလည်း flow နဲ့အဲ့တော့ခက်ဆန်ဆန်တော့ဖြစ်တယ်ဒါမှမတူတဲ့ချက်တွေအများကြီးရှိတယ်ကျွန်တော်တို့လုံးတစ်ခုမှာ hyper focus တန်ပေါ့နော်အလုံးမင်းအာရုံစိုက်ပြီးအလုံးလုံးနေတယ်အဲသူဒီလဲထမင်းမင်းဟင်းမင်းနေဒီထက်မှာအာရုံစိုက်မှုအပြည့်နဲ့လုပ်တယ်ဒါမှမဟုတ်သူ့မှာအဓိကပြဿနာပါလဲဆိုတော့မထိန်ချုပ်နိုင်ဘူးဒါကြီးကိုကျွန်တော်တို့က အတင်းဆက်ကြီးကျွန်တော်တို့ကလုံနေရတာတူတယ်ဥပမာအဖြစ်ကျွန်တော်တို့ကကလေးတယောက်ကဒီ game ထဲမှာအလွန်မဲဆွဲလန်းနေတာမျိုးအဲတခါတရံကိုယ့်ရဲ့ဒီအလုပ်တစ်ခုပေါ့နော်ဒီ deadline မှီကျွန်တော်တို့ကဒီပေးရမယ့် project တစ်ခုကိုကျွန်တော်တို့ကဒီအသေးအံလုံနေရတယ်စသဖြင့်ဒီတဲမှာတော့အအောင်ရောက်နေတယ်ကျွန်တော်တို့တောက်လျှောက်ဆူဆိုက်ပြီးတော့လုံနေတယ်ဒါမှမဟုတ်ကျွန်တော်တို့စိတ်ကိုကျွန်တော်တို့ ကောင်းကောင်း control မလုပ်နိုင်ကျွန်တော်တို့စိတ်ကတောင်းတတာမဖြစ်တာမျိုးပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်ဆိုတော့ hyper focus ကလည်းဒီအလုံးနဲ့ပတ်တိုင်းကောင်းတဲ့အချက်တချို့တော့ရှိတယ်ဒီထဲမှာ ion site ပြီးလောက်တာအလုပ်တွေပို့ပြီးတာ search ပြန်ဒါတွေရှိနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ကဒီတောင်းတတာမဖြစ်တာ ကျွန်တော်တို့စိတ်တွေလောပြီးတော့ပေါ့နော်ဒီစိတ်ကဒီ easy မဖြစ်တာကျွန်တော်တို့ဒီပင်ပန်းတာနွမ်းနယ်တာအဲကျွန်တော်တို့ဒီခုန flow state လောက်ဒီ reset ကောင်းကောင်းမရတာ creation တွေကျွန်တော်တို့ကောင်းကောင်းမထွက်တာစသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီဒီဘက်မှာဒီ energy တွေ ပြဿနာလေးတွေလည်းရှိပါတယ်ဒါကြောင့်မလို့ flow state နဲ့ hyper focus ကတူတယောင်ရှိပေမဲ့ကျွန်တော်ကွဲပြားတဲ့အချက်တွေအများကြီးရှိပါတယ်ဆိုတော့ကိုယ်လုံးမှာအမြဲတမ်းဆောဆောင်နေတဲ့အဲလုံနိုင်ခြင်းလဲဆိုရင်တော့ flow state နဲ့လုံနိုင်လေးဒါပိုတော့မကောင်းလေးဖြစ်ပါတယ်တိုတိုင်ငွေကြေးနဲ့စီးပွားဆိုင်ဗီဒီယိုတွေပုံမှန်ကြည့်ရှုနားဆင်ခြင်းလဲဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်